ာပါသတင်းနဲ့မီဒီယာရဲ့ NMG သတင်းဌာနရဲ့ဒီ podcast အစီအစဉ်ကနေကြိုဆိုပါရစ်ဒီအစီအစဉ်ကတော့တင်းသားဒေတာတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေစာမားတွေဆက်သွယ်မြင်မြင်ချက်တွေအပြင်ဒီကဘာနဲ့ဒေတာတွင်းကသတင်းတွေကိုစူးစီးတင်ဆက်ပေးနေတာဖြစ်ပါတယ် NMG ရဲ့ podcast ထုတ်လွှင့်ချက်တွေကိုဓာတ်ရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရင်လည်းရပါတယ်ကျမအမီပါ thank you ဒီနေ့ရဲ့သတင်းတွေထဲမှာတော့စစ်ကောင်စီရဲ့စခန်း၃ခုကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်ပါတယ်။ လွတ်လပ်တဲ့အာရှအတန် RFA မြန်မာပိုင်းအစီအစဉ်တွေလုံးဝရပ်ဆိုင်တော့မယ်လို့ RFA ရဲ့မြန်မာဌာနဌာနမှူးဦးကျော်ကျော်အောင်ကပြောပါရယ်အိမ်နီးချင်းထိုင်းနိုင်ငံထဲမှာ COVID-19 ကူးစက်ရောဂါပြန့်များလာတယ်လို့လူမှုကျန်းမာရေးပညာရှင်တွေကသတိပေးလိုက်ပါရယ်အသည့်ရွေးချယ်လိုက်တဲ့ပုံဟန်မင်းကြီးကဘာလို့လဲဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါရယ် အခုတော့နိုင်ငံတွင်းကသတင်းတွေကိုတင်ဆက်ပြီးသွားမှာပါ။ကရင်ဒေသထဲမှာဒီစခန်းသိန်းတိုက်ပွဲတွေကိုကရင်တပ်ဖွဲ့တွေကအဆုံးသတ်နိုင်ခဲ့ပါတယ်။တိုက်ပွဲဆင်နေတဲ့စခန်း၃ခုစလုံးကိုကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်နိုင်တာဖြစ်တယ်လို့ကရင်သတင်းတွေကဆိုပါတယ်။ KNL တပ်မဟာ၃နယ်မြေဖြစ်တဲ့ဒီညောင်လေးပင်နယ်မြေတဲကရွှေကျင်မှာရှိတဲ့ချင်းမြန်တက်ရင်၅၉၈စခန်းနောက်ပြီးတော့ဒီတပ်မဟာ၄တဝဲထီခီဒေသဘက်မှာရှိတဲ့ ဲ့ဒီနေဆက်ကုံသွေးရေးလမ်းကြောင်းပေါ်ကထီခီစခန်းနဲ့ဒီတက်မဟာခွန်နယ်မြေတဲကဖန်အန်ဒေတာမှာရှိတဲ့တခေါပီခွေးစခန်းတို့ကိုသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်စစ်ကောင်စီကတော့ဒီကြုံတိုးကော့ဂရိတ်နဲ့ဖန်အန်မြို့တွေရဲ့ဒီလုံခြုံရေးကိုတွန်းမြင်ထားပြီးတော့စစ်အင်အားတွေကိုလည်းတိုးချထားလိုက်ပါတယ်ကချင်ပြည်ဘက်မှာတော့ဒီဗမော်နဲ့ဖကန့်ဒေတာတွေမှာတိုက်ပွဲတွေကဆက်ပြီးတော့ပြင်းထန်နေပါတယ်ဗမော်တိုက်ပွဲကဆက်ပြင်းထန်နေပြီးစစ်သားတွေရဲ့မိသားစုတွေအပါအဝင်စစ်ကောင်စီတက်က လက်နက်ချအင်အားတရာကျော်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဘေးကင်းရာကိုဆွဲထုတ်နိုင်ခဲ့တယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါရယ်စစ်ကောင်စီတပ်ကမကြသေးခင်ကတော့ဒီရဟတ်ရင်တွေကိုတုံးပြီးတော့ဗမော်စစ်မျက်နှာကိုအင်အား ဖြည့်ထားနိုင်ခဲ့ပါတယ်ဖကန့်ဒေတာမှလည်းတိုက်ပွဲတွေကဆက်လက်ပြင်းထန်နေပြီးစစ်ကောင်စီတပ်ဖွဲ့တွေဘက်မှအကြအဆုံးတွေများနေတယ်လို့မြေပြင်သတင်းအရင်းမြစ်တွေကပြောပါတယ်ဖကန့်ကိုစစ်ကြောင်းထိုးလာတဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေကိုကမော်ရွာမှာဒီ KIA ပူပေါင်းတပ်ဖွဲ့တွေကရင်ဆိုင်တိုက်ပွဲဝင်နေပါတယ်နှက်ရရွာကိုကျော်ပြီးတော့ဒီကမော်ရွာကိုရောက်လာတဲ့စစ်ကောင်စီတပ်တွေဒီတက်ဆွဲထားခဲ့တဲ့ဖုံကြီးချောင်းကို KIA ပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်လိုက်နိုင်ပါတယ်ဒါပေမဲ့ဒီကမော်ရွာနာက ဆူတောင်းတောင်းကုန်းကိုတော့မသိမ့်ပိုက်နိုင်သေးဘူးလို့ဆိုပါရယ်ပခုတ်ကူမှာတော့ဒီမဟာဓာတ်အားလိုင်းတွေဒီချိတ်ဆက်ထားတဲ့တိုင်ကြီးနှစ်တိုင်ကျိုးသွားတဲ့အတွက်ခရိုင်တစ်ခုလုံးအမှောင်ကျနေပါရယ်တိုင်တွေက၃ရက်နေကလေးကကျိုးကျသွားခဲ့တာဖြစ်ပါရယ် ခုတ်ကူလျက်စစ်ဌာနကဒီတိုင်တွေကိုပြင်ဆင်နေပြီးတော့တိုင်တိုင်းကပြင်ပြီးသွားပြီလို့လူမှုမီဒီယာမှာကြေညာထားပါတယ်။ဒီနောက်ထပ်တိုင်တိုင်းကိုလည်းဆက်ပြီးတော့ပြင်နေတယ်လို့ဆိုပါတယ်။ဒီတိုင်ပြင်ပြီးသွားရင်တော့တအားတွေဆန်းလွတ်ပြီးမှဖြစ်ပါတယ်။မဟာတအားလိုင်းတွေကဝက်ဥတွေနဲ့တန်တန်းတွေကို ဖြုတ်ခိုးသွားတာကြောင့်အခုလိုမျိုးမီးပြတ်သွားတာဖြစ်ပါတယ်။အခုလိုမျိုးမီးပြတ်နေတော့မှာပဲစစ်ကောင်စီကပခုတ်ကူနဲ့မြိုင်အဆက်ကိုလေကြောင်းတိုက်ခိုက်မှုတွေအပြင်းထန်လုပ်ခဲ့ရမှာတော့ဒီ ည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ကြာဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းတွေကဆိုပါတယ်။ မေလ9ရက်နေ့ကတော့ပြူစောတိရွာတရွာဖြစ်တဲ့ဒီဝက်ပုတ်ရွာကို PDF တပ်ဖွဲ့တွေကဝင်ရောက်စီးနင်းခဲ့ရမှာတော့ပခုတ်ကူခရိုင်တပ်ရင်းနဲ့ကဒုတက်ခွဲမှုတယောက်ကြာဆုံးခဲ့ပါတယ်။မနေ့ကမေလ10ရက်နေ့မှာတော့ဝက်ပုတ်ရွာကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်နိုင်ပါတယ်ရှင်။ကျွန်တော်အခုဆက်ပြီးပြောပြမယ့်သတင်းကတော့စိတ်မကောင်းစရာသတင်းတစ်ပုဒ်ပါ။နှစ်ပေါင်းများစွာလဲပတ်လာခဲ့တဲ့မြန်မာဘာသာနဲ့ထုတ်ဝေတဲ့နိုင်ငံတကာသတင်းဌာနတစ်ခုပိတ်သိမ်းတော့မဲ့သတင်းဖြစ်ပါတယ်။လွတ်လပ်တဲ့အာရှအတန်း RFA ြန်မာပိုင်းအစီအစဉ်တွေကိုလုံးဝရပ်ဆိုင်းသွားတော့မှာဖြစ်တယ်လို့ RFA မြန်မာဌာနရဲ့ဌာနမှူးဦးကျော်ကျော်အောင်က RFA ရဲ့တရားဝင် Facebook စာမျက်နှာကနေဒီရုပ်သံနဲ့ကြေညာသွားပါတယ်တော်ရရှိမှမင်္ဂလာပါခင်ဗျာကျွန်တော်တို့ RFA လွတ်လပ်တဲ့အာရှအတန်းမြန်မာပိုင်းအစီအစဉ်တွေလုံးဝရှင်းနာပါတော့မယ် ပြစ်သက်များအားလုံးကိုဝမ်းလဲစွာနဲ့ပဲနှုတ်ဆက်စကားဆိုရပါတော့မယ်။အမေရိကန်သမ္မတတက်ဒေါ်နယ်ထရမ့်တက်လာပြီးတဲ့နောက်ပိုင်းမှာအမေရိကန်အတန်လွဲ့အစည်းအဝေးတွေဖြစ်တဲ့ဒီ VOA နဲ့ RFA ဌာနတွေကိုငွေကြေးဖြတ်တောက်ခဲ့တာပါ။အဲ့ဒီဌာနတွေကိုကြီးကြပ်နေတဲ့အမေရိကန်ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီဖြစ်တဲ့ဒီ USGAM ကိုမတ်လ15ရက်နေ့မှာရပ်ဆိုင်းခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ဝန်ထမ်းအနေငယ်နဲ့ပဲတည်င်းတွေကိုဆက်လက်ထုတ်လွှင့်နေခဲ့ပြီးအခုခါမှာတော့လုံဝကိုရက်ဆိုင်သွားတော့မှာဖြစ်တယ်လို့ကြီးညာချက်ထွက်လာတာပါ းဆက်ပြီးကမ္ဘာနဲ့ဒေသတွင်းကသတင်းတွေကိုပြောပြပေးသွားအောင်မှာဖြစ်ပါတယ်။ဒီကိုဗစ်ကာလကိုပြည်သက်တွေမမေ့သေးဘူးလို့ထင်ပါတယ်။အခုတစ်ခါမှာတော့အိနီးချင်းထိုင်းနိုင်ငံမှာကိုဗစ်အတန်ကပြန်ပြီးတော့ကျေလာပါတယ်။ထိုင်းနိုင်ငံမှာကိုဗစ် -19 ဒီကူးစက်ရောဂါပြန်လည်ကူးစက်မှုတွေရှိလာနေတယ်လို့ဒီလူထုကျန်းမာရေးပညာရှင်တွေကသတိပေးလိုက်ပါတယ်။ ဧပြီလ29ရက်နေ့ကစပြီးတော့တပတ်အတွင်းမှာဆေးရုံကိုလာပြတဲ့လူနာတွေတဲကလူနာပေါင်း8600ကျော်မှာ COVID-19 ကူးစက်ခံထားရတယ်လို့တွေ့ရှိခဲ့တာလို့ဆိုပါတယ်။ အဓိကတွေ့ရှိတဲ့နေရာတွေကတော့ကျမတို့ဒီဘန်ကောက်ပါတယ်နောက်ပြီးတော့ဖတ်ထရားကန်းချီရှိတဲ့ချွန်ပူရီခရိုင်နွန်ထပ်ပူရီလက်ရောင်နဲ့စမုတ်ပရကန်တို့ဖြစ်ကြပါတယ်ထိုင်းကလူထုကျမ်းမာရေးပညာရှင်တွေကတော့စာတင်ကျောင်းတွေနောက်ပြီးတော့လူအိုယုံတွေနဲ့ဆေးရုံတွေမှာထိရောက်တဲ့ကာကွယ်ရေးအစီအစဉ်တွေလှုပ်ထားကြဖို့ကိုတိုက်တွန်းထားပါတယ် ကျမတို့တွေမတောင်မတမကြောင်မကြနဲ့ချမ်းချမ်းသာသာနေပြီးမှသေခြင်းတဲ့လူတွေပဲရှိတာမဟုတ်ပါလားရှင်ဆိုတော့နာမည်ကြီးတဲ့အမေရိကန်တထေးကြီးဖြစ်တဲ့ဘီဂိတ်ကတော့ဒီရိုးရိုးလူလိုပဲသေခြင်းတယ်လို့ပြောလိုက်ပါတယ်ကမ္ဘာအချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ်၁၈နှစ်လောက်ဒီမှတ်တမ်းတင်ခံခဲ့ရတဲ့အခုခါမှာကမ္ဘာမှာအချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲမှာနံပါတ်73နေရာမှာရှိနေတဲ့ဘီလီယံရာနဲ့ချီချမ်းသာတဲ့တထေးကြီးဘီဂိတ်ဟာဒီလာမယ့်နှစ်20အတွင်းမှာသူပိုင်ဆိုင်သမျှတွေအားလုံး ၃နီးပါးကိုလှူဒန်းသွားမယ်လို့ပြောပါရယ် ဒီ Microsoft ကုမ္ပဏီရဲ့တထေးကြီး Bill Gates ဟာသူ့ရဲ့ foundation ကို2045ခုနှစ်မှာပိတ်သိမ်းတော့မယ်လို့လဲဆိုပါတယ်။သူလူဖို့ရည်မှန်းထားတဲ့ငွေကြေးပမာဏကတော့ American Dollar Billion တန်ပေါင်း200ကျော်ရှိပါတယ်။အထူးသဖြင့်တော့အဲ့ဒီငွေတွေကိုမိခင်နဲ့ကလေးသေးဆုံးမှုကာကွယ်ရေးနောက်ပြီးတော့ဒီယောဂကူးစက်ယောဂတွေကာကွယ်ဖို့နဲ့ဆင်းရဲနှွမ်းပါတဲ့သူတွေဒီဆင်းရဲမွဲတေမှုကိုပေါ့နော်တိုက်ဖြတ်ဖို့အတွက်လှူဒါန်းသွားမယ်လို့ပြောပါတယ်။ နောက်ထပ်တစ်ပုတ်ကတော့ကျမတို့ဒီပုတ်ရဟန်းမင်းကြီးအစ်စ်ကိုမနေ့ကပဲရွေးချယ်လိုက်တဲ့တဲ့မှာပုတ်ရဟန်းမင်းကြီးအစ်စ်ကိုတော့မနေ့ကညပိုင်းမှာရွေးချယ်နိုင်ခဲ့ပါပြီအမေရိကန်နဲ့ဒီပီရူးပူးတွဲနှစ်နိုင်ငံသားဖြစ်တဲ့အသက်69နှစ်အရွယ်ကာဒီနန်ရောဘတ်စ်ပရီဗော့ကိုရွေးချယ်လိုက်တာဖြစ်ပါတယ်အမေရိကန်ချီကာဂိုသားဖြစ်ပြီးတော့ပီရူးနိုင်ငံမှာသာသနာပြုလုပ်ငန်းတွေကိုဆယ်စုနှစ်တခုကျော်အကြာလုပ်ခဲ့တဲ့သူဖြစ်ပါတယ်အာသူ့ရဲ့ အဲဒီယဟန်မင်းကြီးပွဲကိုတော့လီယို14လို့ပေးထားပါတယ်။သူကတော့ပထမဆုံးအမေရိကန်နိုင်ငံသားပုတ်ယဟန်မင်းကြီးဖြစ်ပါတယ်။ ဒီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရန်နာမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေထဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေ၊ဆက်သွယ်မေးမြန်းချက်တွေအပြင်ကမ္ဘာနဲ့ဒေသအတွင်းကသတင်းတွေကို NMG ကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်းလင်းချမ်းမြေကြပါစေရှင်။